ဒီတစ်ခါဆက်မွေး trip တစ်ခုလုံးဘလောက်ကုန်ကြရလဲဆိုရဲဟာရီရဲ့ကုန်ကြစည်လေးတွေကိုခွဲခြမ်းစိတ်ဖြာပြီးတော့ပြောပြပေးမယ်1369ဘတ်ကြရတယ်သူက insurance ဝယ်လိုက်တယ်ဘာပဲဖြစ်ဖြစ်ပေါ့နော်လေရင်ပြန်ကြမလို့ကိုတစ်ခုတေဝါခဲ့တယ်ဟိဆိုလို့ရှိရင်တော့မနောက်လူတွေတော့တတန်းခွဲလာပါလားမသိရော်တယ်လို့ပြောတယ်1000 158ဘတ်ကြတယ်မမတို့ရဲ့အခန်းပေါ့နော်သူတို့ကလည်း6ည8အဲ့ဒါကိုဘယ်လောက်လဲဆိုတော့ 48288သူနဲ့ကိုနဲ့ဘလောက်กว่าတာလဲဆိုရင်3ဘတ်กว่าတယ်ကိုအခန်းလုံးတုံးကနဲ့3ဘတ်3ဘတ်ပိုတက်သွားတယ်ပေါ့เนาะအဲ့ဒီတော့အားလုံးပေါင်းမယ်ဆိုရင်ဘလောက်လဲဆိုတော့320လောက်ကုန်တာပေါ့เนาะ Hello မင်္ဂလာပါစပင်းရလိုက်ပြီ ဆိုရင်သင်တို့တတ်ပြရမလို့တော့ဘူးချိုရီသင်တို့သပင်တန်နေရပဲသပင်တန်နေရပဲကိုကလည်းအမှားလေးသပင်ညက်ရလေပြင်သပင်ကိုရှည်နေတော့လေကိုယ့်စိတ်ထဲမှာရှုပ်ရှုပ်တော့တစ်ချိန်လုံးတတ်တာပေါ့နော်ကိုနှခမ်းတတ်တယ်လို့ပဲအမှားပါမဟုတ်တယ်စွတ်ထားတော့ကိုယ်စိတ်ထဲမှာနှခမ်းခဏခဏ၆တယ်သွားခဏခဏ၆တယ်လို့ခံစားသွားပလတ်စိတ်ပြီးအဲ့ဒါရှာခဏခဏတတ်တယ်လို့လို့ပြီးရင် စပင်ခဏခဏတက်တယ်စပင်တက်ရတာအမှန်မဟုတ်ဘူးစပင်ကိုကိုကလေအတူပဲကြိုက်တာဒါပေမဲ့ညရတာပြင်းတော့လေအဲ့လိုမျိုးအဲ့တော့စပင်ကရှေလိုက်ကိုကအလုရှုပ်လိုက်ပေါ့နော်အဲ့ဒါနဲ့စပင်တက်တာပါလို့အမှန်ဒီဗီဒီယိုကဒီတစ်ခါဆမွေထရစ်တစ်ခုလုံးဘလောက်ကုန်ကြရတယ်ဆိုရဲဟာရဲကုန်ကြစိတ်လေးတွေကိုခွဲချမ်းစိတ်ဖြာပြီးတော့ပြောပြပေးမယ်ကိုကိုတိုင်းလည်းမတန်းတင်ထားတာပေါ့နော်ဆိုတော့ဘလောက်ကုန်နေရပြီးဘာဘာညာညာတွေသိကျင်နေဆိုလို့ရှင်ရင်လိုက်ပြီးတော့ ကြည်ပြပါအဆုံးနဲ့ဒီအားလုံးပေါင်းပေးမယ်ပေါ့နော်ဘယ်လိုပေါင်းမှမယ်တော့မသိသေးဘူးစီးရင်ညတကွဲပြားစီဆိုလေဗီဒီယိုရရင်အဲ့တိုင်းပဲကိုယ်ကကြိုပြီးလုပ်ထားတာပါမှမရှိဘူးကွန်ပျူတာလေးပါချထားပြီးတော့ထိုင်ပောင်းရပုတ်ကောင်းမယ်ခဏလေးနေနော်ကွန်ပျူတာလေးယူလိုက်အောင်မယ်โอเคပါပြီကွန်ပျူတာမမြင်အောင်ဖြောက်ထားအဲ့တော့ကွန်ပျူတာနဲ့ပေါင်းရမယ်နော်နောက်ဆုံး final ကြရလို့ရှိရင် အဲ့တော့စမွေကိုပထမဆုံးကတော့မတော်မီကလေးကကုံနေဟာတွေပေါ့ကွယ်အဲ့ဒါဘာလဲဆိုတော့ပထမတော့ကိုတယောက်ခဲပဲသွားမယ်လို့ပလန်ချထားတာအဲ့တော့လေလက်မှတ်ဝယ်တယ်ဟိုတယ်ဘုတ်လုပ်တယ်ပေါ့နော်အဲ့တော့အခုကကိုတယောက်ထဲကတစ်ခေါက်ပြီးရင်မမားနဲ့ဘေးနဲ့ကသူတို့ကိုထပ်ပြီးတော့ဘုတ်ငင်လောက်တာတစ်ခေါက်ဆိုတော့ကိုကြစိတ်လေးခွဲပြီးပြောပြပေးမယ်နော်ပထမဆုံးကိုတယောက်ထဲကဒီပတရားကနေစမွေ ဘန်ကောက်လေချောင်းလိုင်းပေါ့နော်သူကဘယ်လောက်ကြတာလဲဆိုရင်တွားပြန်ကို8369 8369ဘတ်ကြတယ်အဲ့ဒါကိုတယောက်ထဲပေါ့နော်အဲ့တုန်းကကြတော့ဘာပါလဲဆိုရင် insurance ပါတယ်ထင်တာပဲကျွန်တော်ဝယ်လိုက်တာလေကိုလည်းတေချာတော့မမှတ်မိတော့အဲ့တော့ insurance တော့ဝယ်လိုက်တယ်ဘာပဲဖြစ်ဖြစ်ပေါ့နော်လေရင်ပြန်ကြမလို့ကိုတခုတေဝါခဲ့တယ်ဟိဆိုလို့ရှိရင်တော့မာနောက်လူတွေတော့တတန်းခွဲလာပါလားမသိဘူးယောတယ်လို့ပြောတယ် အဲ့ဒါနဲ့ insurance တွေပါတယ်ဝယ်လိုက်သေးတယ်လို့ပဲသူတို့ကပုံမှန်ဆိုလို့ရှိရင်ကျွန်တော် twitter.com ကပဲဝယ်တာလေနော် twitter.com ကသူကဈေးတွေပြလို့ရှိရင်တော့ tax မပါတဲ့ဈေးတွေပြတာပေါ့နော်တကယ်တမ်းဝယ်ပြီဆိုတဲ့အခါကျ tax ပေါင်းဟိုပေါင်းဒီပေါင်း free cancellation fees တွေပေါင်းပြီးလို့ရှိရင်ဘာဘာညညာတွေပေါ့နော်တကယ်တမ်းပေါင်းအများကြီးတွေဖြစ်သွားတာအဲ့လိုမျိုးဒါပေမဲ့ကိုကတော့ဟို insurance တွေတော့ထည့်လိုက်တယ်တခြား free cancellation တွေပါညာတွေကွာမထည့်လိုက်မထည့်လိုက်လို့တက်တဲ့ပြဿနာကိုပြီးရင်ပြောပြအောင်မယ် ဲ့တော့ဟိုတယ်ကကြတော့ကိုတယောက်တည်းဟုတ်ပေါ့နော်အဲကာချတ်ဆမွေမှာယူလိုက်တယ်ကျွန်တော်ရိုက်ပြပူတယ်ဟိုတယ်အကြောင်းကြည့်ချင်းသွားကြည့်လို့ရတယ်ဟိုတယ်လေးကမဆိုးပါဘူးကောင်းတယ်ဟိုလိုမျိုးပင်လယ်ကမ်းဆက်မှာပဲပေါ့နော်ဟိုတယ်ကအခန်း50ကျော်လောက်ပဲရှိအဟအရင်ဟိုတယ်အကြီးဆိုတဲ့စီရင်ထဲမှာတော့မပေါ့ဒါပေမဲ့တော်လေး5 star တည်လား5 star ဆိုတဲ့အတိုင်းပါပဲ service ကတော့တော်တော်ကောင်းပါတယ်အဲ့တော့ तू ကတခန်းထဲကိုပဲကိုကယူလိုက်တာ6ည8ကို4000 4000 8295ဘတ် ကြတယ်အဲ့ဒါကကိုယ့်ရဲ့တခန်းစာပေါ့နော် तू ကတော့ပြောတော့ကတော့တညကို6000ကျော်ပဲ6000ကျော်ကို4000 4800ကို6နဲ့စာ6 9 6 3 6940 68448ဆိုတော့8000လောက်ကျသွားလေနော်အမှန်တော့အဲ့ဒါလည်းထုံးစံအတိုင်းပေါ့နော်ပြောတော့က6000ကျော် hotels bounty ပေါင်းပါပေါင်းညပေါင်းနေပေါင်းချလိုက်တဲ့ခါကျ6ညကိုယူချလိုက်တာက4800295ဖြစ်သွားတယ်သူကတော့ breakfast ပါပါထားပြီးသားပေါ့နော် breakfast ကမကောင်းမတန်တယောက်ချင်းစီ breakfast ဝယ်စားမယ်ဆိုတော့850လောက်ဒီပြောတယ်ဘတ်850လောက်မတန်ပြီးရင်ကိုကရှာရှည်တယ်တယောက်တည်းသွားမယ်လို့ပြောတဲ့ခါကျသူက breakfast ကလည်းတယောက်စားပဲစားလို့ရတယ်ဈေးကအတူတူပဲ မမတို့နှစ်ယောက်ခန်းကြလဲကိုကအဲ့လိုအကမြူခန်းအမျိုးအစားပဲယူလိုက်တာလေယူလိုက်တော့သူ breakfast ကနှစ်ယောက်ပါတယ်တဲ့ဒီစေးပဲ breakfast တစ်ယောက်ပဲစားမယ်ဟဲ့ဆိုလို့ရှိရင် short ပေးတင်တာပေါ့မဟုတ်လားသူတို့တစ်ယောက်ကိုယူလို့ရှိရင်150ပတ်တောင်ယူရလေတကယ်လို့ကို6000ကျော်ပဲထားပါတော့ကိုကတစ်ယောက်တည်းလို့ option ရွေးလိုက်တယ်ဟဲ့ဆိုနည်းနည်းတော့ short ပေးတင်တာအဲ့မျိုးကိုလည်းပိုစိတ်ချမ်းသာတယ်နော်ဆိုတော့အဲ့ဒါက6ည8ပဲဆိုတော့တခါပြီးတော့မမတို့ဘော့တာပေါ့နော်မမနဲ့ဘေးနဲ့သူတို့က2ယောက် နှစ်ယောက်အတွက်ကိုလင်းလက်မှတ်ကိုဘွတ်တော့ဘလောက်ကြတာလဲဆိုတော့18158ဘတ်ကြတယ်မတော်အပြန်ပေါ့နော်ဆိုတော့တယောက်ကို9000လောက်ကြတဲ့သဘောပေါ့နော်သူကကြတော့18000ဆိုတော့อืม သူတို့လည်းအတူတူပဲ insurance ပါကိုကယူလိုက်တယ်အမခံကြည့်ပါနော်ဖြစ်ချင်တော့ဘာဖြစ်လဲဆိုတော့တိကက်ကိုလည်းကမမြန်ယူချလိုက်တယ်ဘာလို့လေးရင်တစည်းနဲ့မဖြစ်မှာဆိုလို့ကို့အပူနဲ့ကိုပါမမတို့သွားမယ်လို့ပြောတဲ့ခါကျတော့အော်ငါနဲ့လေးရင်တစည်းမဟုတ်လို့ရှိရင်ဒုက္ခတွေရောက်ကုန်ပါလိမ့်မယ်ဆိုမြန်မြန်မြန်ပွဲချလိုက်တဲ့ခါကျဘာဖြစ်လဲဆိုတော့တိကက်မားသွားပြီးတော့ကိုက free cancellation ကလည်းမယူထားအောင်မယူထားတော့ဘာဖြစ်လဲဆိုတော့သူတို့သွားမယ့်ရက်ကကိုက၈ရက်နေသွားမယ့်ဟာကိုအရင်တော့ကကိုက၉ရက်လေလက်မှတ်တွေကြည့်တော့ကိုကလည်းရက်တွေကိုရွှေ့ပြီးကြည့်တာ ဘယ်နေ့ဆိုရင်ဘယ်လောက်တက်တာလဲပေါ့နော်အဲ့တော့အော်စနေနေ့သွားရင်ဘယ်လောက်လဲတနင်္ဂနွေသွားရင်ဘယ်လောက်လဲတောက်ကြံနေ့သွားရင်ဘယ်လောက်လဲကိုကကျစဉ်းစားတာကစနေတင်္ဂနွေသူဈေးကြီးနေမလားပေါ့နော်အဲ့လိုမျိုးတွေကြည်ထားတော့ကိုကမေ့နေတာအဲ့တော့သူတို့ကိုလေးလက်မှကြည့်တဲ့အခါကျကိုကကိုယူထားတဲ့ရက်အတိုင်းပဲလို့ထင်နေအမှန်မဟုတ်ဘူးကျွန်တော်ရက်ကရွှေ့ချလိုက်တဲ့အခါကျသူတို့က၉ရက်နေဖြစ်သွားတော့ကိုနဲ့တစ်ရက်နောက်ကျသွားတယ်အပြန်ကတော့အတူတူပဲအဲ့လေးလက်မှကြည့်ကိုကဖြတ်ချလိုက်ရောပြီးတော့ free cancellation ကလည်းမထည့်ထားဘူးအဲ့တော့ဘာဖြစ်နေလဲဆိုတော့ကိုကတစ်ရက်သွားရမယ်သူတို့ကတစ်ရက်သွားရမယ်ဖြစ်နေရအဲ့လိုမျိုးပြီးတော့ ဝန်ထမ်းလောက်တာမဟုတ်တော့ဘာဖြစ်လဲကိုကကိုမသိချင်အောင်စောင်းပြီးခံကြိတ်ခံပါတော့တင်လာဝန်ထမ်းဆိုလို့ရှိရင်ဆဲလို့ရတယ်နေမကြည့်ဘူးလားဒိတ်ဒီပါညာဆိုပြီးကိုကပြောလို့ရတယ်အခုကကိုကကိုလောက်ထားတာကိုကကိုရှာရှိပြီးလောက်ထားတာပေါ့နော်ကိုကကိုလောက်လို့လည်းအမှန်ဒီလိုဖြစ်တာဘာကြောင့်လဲဆိုလို့ရှိရင်မြင်း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 ပြန်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 နဲ့လောက်တာအဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ဒါနဲ့ပထမကွာစဉ်းစားခဲ့တက်ကက်ကိုချိန်ရမယ်ပေါ့နော်၈ရက်နေသွားမှာဆိုတော့ငါ၈ရက်နေကိုပြန်ချိန်မယ်ဆိုပြီးတော့စူးစမ်းရတယ်စူးစမ်းရတော့သူတို့မေးကြည့်လိုက်တဲ့အခါကျတော့ तू ကထုံးစံအတိုင်းပဲလေ तू ကဟို free cancellation နဲ့ chain အဲ့တော့ကျွန်တော်ကပတ်စံမတွင်းထားမတွင်းထားတော့ तू လက်မအသစ်ပြန်ယူရတဲ့သဘောပဲယူရတဲ့အပြင်ဘာလုပ်လဲဆိုတော့ तू 20kg ပါဖြုတ်ပလိုက်တယ် तू ကလေ luggage 20kg ယူပါဖြုတ်ပလိုက်တော့ပေါင်းလင်းပေါင်းချလိုက်ရောဟိုဘာမှမထူးဘောเนาะအသစ်တစ်စောင်ဝယ်ရတာ ਨੇ ဘာမှမထူးတဲ့အပြင်အဲ့ဒီ complaint တွေပါရှုပ်ကုန်အဲ့ဒါနဲ့ကဲ cancel ကိုမလုပ်တော့ဘူးဆိုပြီးတော့ cancel ကြီးကိုကွာ payment လုပ်ကန်နေကြတော့မှဒီ chain နဲ့ဟာပေါ့နော် chain ရဲ့ chain နဲ့ဟာကိုကွာ cancel လုပ်လိုက်ပြီးအစ်စ်ပဲဝယ်မယ်ဆိုပြီးတော့ အစ်စ်ပြန်ဝယ်လိုက်တယ်ရှေ့ရက်နေ့ကိုတကြောင်ပေါ့နော်အသွားပေါ့နှစ်ဆောင်နှစ်ဆောင်ပေါင်းကိုဘယ်လောက်လဲဆိုတော့8880ပေးရတယ်အဲ့ဒါကဟိုပါပေါ့နော်အဲနောက်ထပ် ရှင်းရနေအသွားပါအဲ့တော့လင်းလက်မကနှစ်ဆောင်ဖြစ်သွားတာပေါ့နော်ရှင်းရနေသွားလိုက်ရတယ်ကြည့်လို့ရှင်းရနေကြံခဲ့တဲ့ဟေ့ဆိုလို့ရှိရင်တော့မမတို့ကကိုရဲ့နေလည်းထပ်သွားလို့ရတယ်ဘာကြောင့်လဲဆိုလင်းလက်မကကိုရဲ့နေမှာလည်းထပ်ဝင်တာဖြစ်သွားတာပေါ့နော်အဲ့တော့ချိန်လို့လည်းမရတဲ့ခါကျမချိန်တာအဲ့ကြောင့်မသူ့ရဲ့စကွန်ရှူတဲမှာတော့ရင်တွေ့ရလိမ့်မယ်အပေါ်မှာပါလဲဆိုလို့ရှိရင်တော့ချိန်နဲ့ဟာကို cancel လုပ်ထားတယ်အမှန်ဟုတ်တယ်ချိန်နဲ့ဟာကို cancel လုပ်ပလဲဘာကြောင့်လဲဆိုတော့ချိန်လေး9000ကျော်ထပ်ပေးရမယ်ကွယ်ပြီးလို့ရှိရင်အနောက်မှာပြောရမယ့်စကားတွေကရှေးအန်နဲ့မပြောတော့ဘူးတစ်ပဲကွယ်လိုက်တော့မသိဘူးတစ်ပဲလိုက်တယ်အဲ့တော့9000ကျော်အလကားနေရှုံသွားတယ်ပေါ့နော်ဆိုတော့လင်းလက်မကြီးပဲကိုကွာလေတော်တော်လေးကုန်သွားတဲ့သဘောဖြစ်သွားတာ ပြီးတော့နောက်တစ်ခုကကြပါလဲဆိုတော့မမတို့ရဲ့အခန်းပေါ့နော်သူတို့ကလည်း6ည8အဲ့ဒါကိုဘယ်လောက်လဲဆိုတော့48288သူနဲ့ကိုနဲ့ဘယ်လောက်กว่าတာလဲဆိုရင်3ဘတ်กว่าတယ်ကိုအခန်းလုံးတော့မနဲ့3ဘတ်3ဘတ်ပို့တက်သွားတယ်ပေါ့နော်စဉ်းစားကြည့်3ဘတ်ပဲပို့တက်သွားတယ် breakfast က2ရက် ကိုကွာရှာရှည်တာအဲ့တော့ကိုတယောက်တည်းတဲမယ်ဒီဗာညာလေးလုတ်ပြီး breakfast ကတယောက်တည်းလည်းပဲရသေးတယ်ဟိုရောက်တော့လေဟောတရားထပ်ပြောသေးတယ်အဲဒီခန့် breakfast ကတယောက်ပဲနော်ဟိုခန့် breakfast ကနှစ်ယောက် breakfast ရလို့ရှင်ဟုတ်ဟုတ်မဟုတ်ဟုတ်ပေါ့နောက်ဆုံးစစမစစဟုတ်တယ်မလား ပတ်စံပို့မပေးရဘူးပတ်စံလည်းမတက်တာဘူးဆိုလို့ရှိရင်တော့လည်း၂ယောက်ပဲပြထားအောင်ပါเนาะအဲ့ဒါလေတင်ကန်းစာပဲနောက်တော့ကြလို့ရှိရင်ကိုကကိုဘယ်နှစ်ယောက်ပဲသွားသွား၂ယောက်စာပဲယူရမှာဟုတ်တယ်အဲ့လိုမျိုးမဟုတ်လည်းတက်မှာမတက်တာလားတက်တာတယ်ဟိတ်ဆိုလို့ရှိရင်တော့တန်တယ်ဆိုတော့ဒါကမသွားမိကလေးကကုန်ကြတယ်ကုန်ကြစရိတ်ပေါ့เนาะအားလုံးပေါင်းကပြီးမှပေါင်းပြမယ်အပြီးတော့သွားတဲ့နေ့ကြတော့ဗာလဲဆိုဒီကနေတက္ကစီငါးသွားတာက800ပေါ့နော် ဟိုစားတာတောက်တာတွေဘာညာတွေတော့မမှတ်မိတော့အဲ့ဒါတွေတော့သိစိတ်မထဲတော့ transport နဲ့ hotel နဲ့ပဲအဓိကထဲလိုက်မယ်ပေါ့နော်ဆိုတော့800ပေးရတယ် hotel အဲ့ဒီလေးစိတ်ကိုရောက်သွားတော့လေးစိတ်ကနေတခါကိုက hotel ကိုအကျိုးပို့ကားခေါ်ထားတာက400ဒါစမွေလေးစိတ်ကနေစမွေ hotel ကိုပေါ့နော်ဒီအိမ်ကနေပတရားလေးစိတ်ကိုက800ပေးရဟိုမှာ400 405မိနစ်ပဲကားစီးရတာနော်ကျွန်တော်ဟိုဗီဒီယိုထဲမှာလည်းပြောပြဘူးပါအဲ400ပေးရတယ်ဆိုတော့ဟိုရောက်သွားပြီပေါ့နော်အဲ့တော့ဟိုမှာကနောက်တစ်ခုကကြာတော့ကိုယ့်ရဲ့ကား ကားကကြတော့ဝန်တန်းကဟိုဟာဗာလဲဟိုတယ်ကတရက်တညကို1500သူကကြတော့သူလဲသူလဲခွန်ခွန်ညဖြစ်သွားတာပေါ့နော်1500နဲ့ခွန်ညဆိုဘယ်လောက်လဲညကို3000 6ညကို9000 1500 500ပေါ့နော်ဆိုတော့ဝန်တန်းရဲ့ဟိုတယ်ကက1500စီဘိုးတွေကတော့ကိုကောင်းကောင်းမမမိတော့သူပြောတာတော့အတော်တော့ကတော့စီဘိုး2000လောက်တော့ကြာတယ်လို့ပြောတယ်ဟိုမှာစီးတဲ့ဟာတွေနဲ့ဘာတွေနဲ့သူထားလိုက်ပါ3000ပဲတွက်လိုက် ဓာတ်စီပိုးပေါ့နော်အဲအဲဘက်ကမှလည်းအပြင်မှာ2000တွက်ရအောင်မှာဆိုတော့ဟိုမှာ1000ပိုးလောက်ပဲတွက်အောင်နော်အဲ့လိုစီပိုးပဲ9000လောက်ကြာမယ် เนาะပြီးတော့သူ့ရဲ့အဲ့ဒီကိုကိုရဲ့ကားပေါ့เนาะကားကိုဇန်းနေကူတာကိုစူရထာနီကနေစမွေကိုဇန်းနေကူတဲ့ဟာကလည်း तू อ่ะ950အသွား950အပြန်950ဆိုတော့တထောင်ပေါ့เนาะ तू ကတော့လူကြီးသက်မပေးရဘူးတဲ့ကားကြီး950ပေးရလို့ရှိရင်ကားမမပါတဲ့လူတွေအကုန်လုံးကဇန်းနေ free ကူလို့ရတယ်ပေါ့เนาะဆိုတော့မဆိုဘူးကားမမတကယ်လို့လူ900လောက်ပါတယ်ဆိုလို့ရှိရင်တော့တယောက်တရာလောက်ပဲကြာတယ်เนาะ950ဆိုတော့လေအဲ့တော့ အဲ့ဒါကဇကူးခါပေါ့နော်ကားကတော့အဲ့ဒါပဲတွေ့ရမယ်ထင်ပါတယ်စီဘိုးရဲ့ဇကူးခါရဲ့ဝန်ထမ်းဘိုးကနော်သူ့ရဲ့စားစီတွေပါညာတွေလည်းကိုလည်းအရင်ကြီးမမှန်ဟိုမှဖြစ်တော့ဆိုတော့မထည့်တော့ပါဘူးကိုဒီဆိုးပါစားခဲ့တဲ့ဟာတွေလည်းကိုအရင်ကြီးမမှန်မိဘူးဆိုတော့မထည့်တော့ဘူးစားတာလည်းမဟုတ်လည်းပတရားမှလည်းစားရမှာပဲဆိုတော့လေနော်အဲ့တော့အဲ့ဒါတွေကုန်တယ်ပြီးရင်ဘာကုန်သေးလဲဟိုမာကကိုကားငားစရာမလို့ကိုကားနဲ့ကိုပဲလဲတာဆိုတော့တခြားကုန်ကြစီတော့မရှိဘူးနောက်ဆုံးရက်မှာကိုဟွာသွားတာတော့ရှိတယ် speed boat ထွက်တဲ့ဟာပေါ့နော်အဲ့ဒါကသူပထမတော့1000 9000တောင်းနဲ့5နာရီပေါ့နော် speed boat ကို private ကိုကိုပါကိုကိုကိုအဖွဲနဲ့ကိုသွားမယ်ဆိုတော့တဘောပေါ့နော် speed boat ကကြီးတော့မကြီးပါဘူး10ယောက်လောက်တော့စမ်းမယ်ထင်တယ်အဲ့ speed boat လေးကိုသူ1000 9000ဒါပေမဲ့ကိုတွေပို့လိုက်တဲ့အခါကျတော့လူကလည်း4ယောက်ပဲဆိုတော့သူက2000 short ပေးတယ်အမှန်တော့1000ကျော်ပါပဲသူတို့ဈေးရလည်းအများတန်းတော့နိအဲ့မဲ့10ယောက်ဒီပါလေလူများလို့ရှိရင်တော့လေသူတိုးယူရင်လည်းယူမှာပေါ့အခုကတော့သူက breakfast ပါအမှ breakfast မဟုတ်သူက lunch ပါပါပြီးသားနေ့လည်စာကြွေးတယ်အဲ စပီးဘုတ်ပေါ်မှာကအအေးတို့ရေတို့က free flow ကြိုက်တလောက်တောက်ပေါ့နော်သူရဲ့ဒီဟိုရေခဲပုံကြီးထဲမှာသူကအဲ့ရေပလင်းတွေအေးအေးတွေပါညာအကုန်လုံးကိုသူကအပြည့်ထည့်ထားပြီးကြိုက်တလောက်တောက်သူတို့ဝန်ထမ်းတွေလည်းအထက်ကနေပဲအကုန်လုံးတောက်တာပဲ အဲ့ဒါကိုသူကတသောင်ခွဲကိုကတော့9နိုင်မပြည့်ခဲ့ပါဘူးဟိုဟိုတယ်ကနေလာကြိုပြီးတော့ဟိုတယ်ပြန်ပိုးတဲ့အချိန်ထိမှ9နိုင်လို့မျိုးဖြစ်သွားတာပေါ့နော်။ဘာကြောင့်လဲဆိုတော့ကိုကိုတန်ကလည်းအချိန်အကြာကြီးပင်လည်းမနေချင်တာလည်းပါပါတယ်။မဟုတ်လေမမားပါနေတော့အဆင်မပြေမမားစပီးဘုတ်အဆင်အသက်အဆင်မပြေအဆင်အသက်အဆင်မပြေတော့ဟိုအိမ်နိုင်ပညာတက်ရတာအဆင်မပြေဘူးလေနော်။အဲ့တော့အချိန်အရင်ကြာနေအိမ်နာတက်ရတဲ့အချိန်အချိန်ကြီးများတယ်ဆိုရင်အဆင်မပြေဘူး။အဲ့ဒါနဲ့တိတ်ပြီးတော့ဘာမှမလုပ်ဖြစ်ဘူးပေါ့နော်။အာဘာလဲ ်ပစ် island ကတော့သူကဝင်ကြီးပေးရတယ်ဘယ်လောက်လဲမသိပါဘူး90ဆိုလာပါဆိုတော့အဲ့ဒါတွေကမမှတ်မိတော့ဆိုတော့ထားလိုက်တော့ဆိုတော့အမှန်ကတော့ကြီးကြီးမားမားကုန်ကြစိတ်ကဒါပဲထင်တာပဲเนาะဘာကုန်သေးလဲဟိုအင်းနေငါလေးစိတ်အသွားပြန်ငါမထူးတခါတည်းအသွားပြန်ထွက်လိုက်တာကောင်းတယ်အသွားတော့ငါဒီကနေရှေ့ရပြရတယ်ဟိုဗတရားကနေအိမ်ကိုပြန်တဲ့ခါကျတထောင်ပြည့်ဆို1800ပေါ့နော်အဲပြီးလို့ရှိရင်ဟိုဟာက စမွေးရလည်းအမှန်တော့အသွားပြန်ပေါ့နော်တချောင်းကို၄00ပြရတယ်အသွားပြန်ဆိုလို့ရှိရင်တော့သူက၈00လေးစိတ်အကျိုးပို့ပါအဲ့လိုမျိုးဖြစ်သွားတယ်အဲ့ဒီတော့အားလုံးပေါင်းမယ်ဆိုရင်ဘလောက်လဲဆိုတော့ပေါင်းအပေါင်းဟွန်းအတူဆမ်ဆိုတော့3600 900နဲ့150ကုန်တယ်စားစိတ်မပါ တခြားဘာတွေကုန်သေးလဲဆိုလို့ရှိရင်เนาะကျွန်တော် Magic Garden သွားတာတော့เนาะဝင်ကြီးတက်တက်ပေးရတာရှိတယ်တခြားတော်တော်များများပေါ့เนาะဖရားတွေပါညာတွေကတော့ဝင်ကြီးတည်တံ့ပေးရတာတိတ်မရှိဘူးဟိုလဲရတဲ့နေရာတွေတော်တော်များများမပေးရဘူးဟိုတောင်ထိပ်က Magic Garden ကတော့ဝင်ကြီးတရပေးရတယ်ဒါပေမဲ့အဲ့ဒါယူရာလေးတော့ထားလိုက်ပါတော့เนาะဟိုကလည်း Central သွားတာကလည်းဟိုတရားအမားတော့လေယူကန်ပါပါညာညာဆိုကိုက တခြားဘာမှအတက်ပလီတော့ပြင်ထွက်လို့ဆရာတိတ်တော့မလို့ပေါ့နော်စားရတော့တာလောက်ပဲဂျန်နဲ့ကိစ္စတွေအကုန်လုံးအမှန်ဟိုတယ်မှာတော်တော်လေးပါတယ်မကာယကင်းလုပ်ချင်လားပေါ့နော်ယောဂတွေဘာညာလုပ်ချင်တယ်ဆိုလို့ရှိရင်ကော့ပစံပေးစရာမလိုသူတို့နဲ့တော့ join ရမှာပေါ့နော်အဲ့လိုမျိုးလေးတော့သူကအကုန်ရှိတယ်ပြီးလို့ရှိရင်ဟိုတယ်ကသူကဂျာလာပတိနေညဆိုလို့ရှိရင်သူကမီးကပြတယ်ကိုကမသိလိုက်ဘူးဆိုတော့မရိုင်းမိလိုက်ဘူး။ဒါပေမဲ့တော့မီးပဲကပြတယ်။ကပြတော့အဲ့လိုမျိုးမီး activity ပါညာကိုတီးတဲ့တော့ကြည့်စရာမလိုဘူး။ပတ်စံမကုန်ဘူးပေါ့ကွယ်။နော်။ ဆိုတော့ကြီးကြီးမမတကယ်တမ်းကုန်တာကတသိန်းတသိန်း6150ပေါ့เนาะတသိန်းဆိုလို့ရှိရင်130ပဲထား5565ဆိုရင်တသိန်းခွဲဆိုရင်တော့မသိန်း100လောက်တော့ဖြစ်သွားပြီပေါ့เนาะဆိုတော့သိန်း220อืมသိန်း220လောက်ကုန်တာပေါ့เนาะဒါကဟိုဟိုစမွေထရစ်6ည8 ခွနဲ့ရက်ပေါ့เนาะဒါပေမဲ့သွားတည့်ရက်ပြန်တည့်ရက်ကဘာမှမလုပ်ရပါဘူးလင်းစီးနေရတာနဲ့ပြီးတာပေါ့เนาะဆိုတော့လင်းရက်လည်းမှတခြားပို့သွားတာဟုတ်9000ကျော်ပို့သွားတော့အမှန်တော့20သိန်းမှပို့ကုန်သွားတဲ့တော့ဖြစ်သွားတာပေါ့เนาะအဲ့ဒါပဲမှန်လားကနားเนาะဘာလို့အလောက်ကြီးကုန်သွားတာခုကိကလည်းလေခီးကိုမထွက်ရေမလုပ်ရေဘာလုပ်လို့ရှင်ကိုကတော့အမှန်ကတော့ဒီသေးပတ်စတိုင်နဲ့ခီးထွက်ချင်လာဆိုတော့အဲ့လိုကြီးတော့လည်းမရှိဘူးစမွေပုံမှာကကိုပတ်စံ၃နိုင်ဥပမာကွယ်ဟိုလီစာတို့ရိုက်တဲ့ ဟိုက်လိုတက်ဆိုင်တဲ့ဟိုတယ်မှာတော့တဲကြံလားတညောက်ဒေါ်လာဘယ်နှထောင်းတန်အခန်းလိုခြင်းလဲဘယ်နှထောင်းတန်ဒေါ်လာတောင်းတောင်းကနန်းတန်အခန်းတော့ရှိမယ်ထင်ပါတယ်စမွေကျောင်းပေါ်မှာလည်းတော့လေတထေးကျောင်းဆိုတော့လေအဲ့လိုမျိုးတွေလည်းကိုလည်းမတဲနိုင်ပါဘူးကိုတွေတဲတဲ့ဟာမှာ6000ကျော်ထားလိုက်ပါဟိုတညောက်ကို48ကို6နဲ့စား6 8လီ48တညောက်ကို8000ပဲဒါ8000ဆိုလို့ရှိရင်ဒေါ်လာ200ကျော်ပေါ့နော်ဒေါ်လာ200ကျော်တန်အခန်းဆိုတာကစမွေမှာက ပုံမှန်လို့ပဲပြော middle class ပေါ့ကွယ်ပေါ်တာတွေမရှိဘူးလားရှိပါတယ်တထောင်ထောင်500ကိုဝန်တန်းနေတဲတာဆိုတော့1500လောက်ပဲပြရတယ်ဘေ့ချ်မှာပါပဲဒါပေမဲ့အရန်ကိုတဲတဲ့အခန်းဆိုလို့ရှိရင်လည်း middle class လောက်ပဲပေါ့နော်ကိုကတော့စဉ်းစားတာတော့တက်တောင်တက်တာတော့သွားကျင်တယ်အခန်းကြီးအရန်ကြီးမကျင်းကျင်ဘူးလို့ပြီးမမတို့လူကြီးกว่าပိုးဆိုးသေးတယ်အများစုကလည်းဟိုတနေ့ကမှအပြင်ထွက်နေနိုင်နိုင်သုံးနိုင်လောက်ပဲထွက်နိုင်တယ်ကျွန်တဲ့အချိန်ကြီးဟိုတယ်မှာပဲနေတယ်ဟိုတယ်ကမှနေတဲ့အချိန်ကြလို့ရှင်တစ်ချိန်လုံးဂရင်ကြီးပေါ်မှာမောက်နေဆိုလည်းအဆင်မပြေဘူးပေါ့နော်ထိုင်စရာနေရာလေးကလည်းပါအောင်မှအဲ့လိုမျိုးလူရှင်တန်လို့ရတဲ့ area လေးရှိအောင်တော့ကိုကအမြဲတမ်းတော့ book ဖြစ်တယ်အဲ့တော့ဒီ plan ကအမှန်တကယ်တကယ် plan ပဲရှိသေးတာကိုက ဒီကနေသွားတဲ့လေရင်ကလည်းဈေးတရာတာကြီးနေတာဟို ATR လေရင်လေရန်ကုန်မှာလေးလေရင်တည်တည်လေးသူမှ business class လည်းမပါဘူး economy class ပဲပါတာအခုမှတော့အရင်ကျင်းတော့လည်းမဟုတ်ဘူးเนาะရန်ကုန်မှာလေးဆိုရနေတဲ့ဒီလေရင်လေးနဲ့အတူတူပါပဲတက်တော့တက်တာလေးကတော့ဖြစ်တယ်အလောက်ပဲဆိုတော့အမှဒီပတ်စံလောက်တာကုန်တာဟိုလေအရင်ကြီးဟိုတုံဖြုံပြီးတော့အရန်ကိုကြွားဝါရလောက်တဲ့ trip လဲဟုတ်ဘူး တကယ်တမ်းသာအစမွေကိုသွားပြီးတော့ပေါ့နော်ဥပမာပြသူဆိုရင်လိတ်ကျွန်းနေရှိတယ်ဖန်ခံကျွန်းနေရှိတယ်ပြီးရင်ကျွန်းနေ၅ခု trip တွေလို့ဖာညာတွေလည်းရှိတယ်အဲ့ဒါကဘာကိုကတကယ်လို့ပေါ့နော်သူများတွေနဲ့မရောချင်မင်းနဲ့ private speed boat တွေဖာညာတွေငှားပြီးသွားမယ်ဟဲ့ဆိုတော့တေးကြတာပေါ့နောက်ထပ်မိုးထိုးနေအောင်ကုန်ကြစိတ်တွေအများကြီးကရှိအောင်ပါကိုကလည်း private သွားရဲဆိုဘာကြောင့်မှမဟုတ်မှာမပါနေတယ်ကွယ် အများစုအမှ၁၀ရောက်အယောက်၂၀သွားတဲ့ trip တွေဆိုလို့ရှိရင်တော့မှသူများကိုယ်စောင့်ရလဲအဆင်မပြေဘူးအသက်အစင်းမှာကိုယ့်အတွက်အချိန်တွေအရင်ပေးနေရလဲအဆင်မပြေမမားစီမှာလဲ stress ရှိတယ်တဘောကပါလဲဆိုလို့ရှိရင်ငါစင်းနေအောင်သူများတွေစောင့်နေရတယ်ငါတက်နေရအောင်သူများတွေစောင့်နေရပြီးရင်လူတွေရှိမှာကိုယ့်ရုပ်ကာယဆိုတဲ့ကိစ္စကလည်းလူကြီးတော့ကြအဆင်မပြေဘူးကိုယ့်ဘုံနဲ့ကိုယ်ကတော့ပြဿနာမရှိဘူးကိုယ့်ဘုံကိုယ့်ရုပ်ကာယဖြစ်ဖြစ်ကာယကိုယ့်ရုပ်ဖြစ်ဖြစ်ဘယ်သူမှယူဆိုင်စရာမလိုဘူးအဲ့တော့အဲ့ဒါကြီးရွယ်ချက်နဲ့ပဲကိုယ့်ရဲ့သတောင်းခွဲတဲ့ဘုံဆိုတာကလေစမွေမှာက private tour တွေထဲမှာဈေးအသက်သာဆုံး plan တတမ်းဝဲရလေဈေးကြီးတဲ့ plan မဟုတ်သေးဘူးဒါစမွေကတော့ထုံးစံတိုင်းဈေးတော့ပိုကြည့်ရပါတော့เนาะပတရားမှာဆိုကျွန်တော်အရင်တစ်ခေါက်တုန်းက space book ကျွန်တော်ငားသေးတယ်အဲ့ဒါ16000ကျော်လာမသိသူဆိုလို့ရှိရင်10ရောက်လောက်သွားလို့ရတယ်သူ့ရဲ့ buffet ဆိုရင်ပိုတော့ကောင်းသေးတယ်သူက seafood buffet ပြီးရင်သူအနောက်မှာ yoga ပါတယ်ပြီးတော့ jet ski တစ်စီးပါပါလာတယ်နောက်ကနေလိုက်လာပေးတယ်ပင်လယ်ထဲရောက်တဲ့ခါကျလို့ရှိရင်ကျတော့အဲ့ jet ski နဲ့သူကကြိုက်တဲ့လောက်စီးတော့ပတ်ပြီးတော့အဲ့ဒီ display book ကြီးကိုပတ်ပြီးလို့ရှိရင်သူ jet ski ကိုမောင်းမေးသေးတယ်။ jet ski ကွယ်ဟိုကမ်းခြေမှာသွားစီးနေတော့မှတခါတလေ တကြော့စီး300တိုင်ပေးနေရလေနော်ကိုဘုတ်ပေါ်မှာ10ရောက်လောက်စီးလို့ရှိရင်အဲ့ဒါပဲ3-4000လောက်တန်နေပြီလေပြီးတကြော့ဆိုဟိုမှာက15မိနစ်လောက်ပဲစီးရဒီမှာကျသူကစီးနေသလောက်စီးအဲ့လိုမျိုးလေးပါတယ်ပေါ့နော်အဲ့တော့ဟိုပတရားမှာတော့ပူတန်တယ်လေရလည်းပူကြီးတယ်မမတို့ဘေးလို့ဆိုတော့အဲ့လိုလေးအကြီးထင်လို့တာမှမတော့အင်းကြီးပညာတွေလေပေါ်ရောက်မှလဲမယ်တွေပါလေလို့လားဘဲကိုရဲ့စပီပုတ်ကလေပေါ်ရောက်မှလဲစရာအခန်းကိုမပါဘူးစပီပုတ်ကအသေးပဲရအဲ့ဒါတပေါင်းကွယ်ဆိုတော့ဟိုလေ တတောင်တတာဆိုတဲ့ခေါင်းစည်အောင်ပါပဲရှိတယ်ခရီးစဉ်ရဲ့ကုန်ကြစီဒါအမှန်နဲ့ဒီတဲ့တတတာကျင်လာရတာပေါ့လေရင်ဆိုလို့ရှိရင်ကျွန်တော်တို့စူရထန်ဒီကိုလေးစိတ်မှာဆင်းခုနပြောသူတို့ပုံနဲ့ဇက်နဲ့ကူလိုက်အဲ့ဒါဆိုလို့ရှိရင်လေးရင်ဒီမျိုးစုံနဲ့ဖြစ်သွားနိုင်တယ်ဗျအခုကျွန်တော်တို့၈000ကျော်ကြာလေးရင်လက်မှတ်တစ်ဆောင်အသွားပြန်ကိုဟိုဟာဆိုလို့ရှိရင်လည်း၂000လည်းဖြစ်သွားနိုင်တယ် 3000လည်းဖြစ်သွားနိုင်တယ်အဲ့လောက်ပဲကုန်ရင်လည်းကုန်သွားနိုင်အဲ့ဒါလည်းအများကြီးတက်တာသွားနိုင်ဟိုတယ်ဆိုလို့ရှိရင်လည်းဥမာ1500နဲ့ဟိုတယ်ပဲတဲမယ်ဆိုလည်းအဆင်ပြေတယ်အခုကကျွန်တော်8000နဲ့ဟိုတယ်ဖြစ်နေတဲ့အတွက်ကြောင့်လို့ပေါ့နော်1500နဲ့2000လောက်ဟိုတယ်ပဲတဲမယ်ဆိုလည်းအများကြီးတက်တာသွားနိုင်တယ်စပီးဘုတ်ဆိုလို့ရှိရင်တော့လည်းစပီးဘုတ်အမှန်ထွက်စရာမလိုအဲ့လို trip မျိုးဆိုလို့ရှိရင်သူတို့ပုံမှန်ဆိုလို့ရှိရင်တော့တရက်ဝင်မျိုး1000နဲ့1000ပေါ့ကွယ်အဲ့လိုမျိုးနဲ့သွားလို့ရတယ်သူ10ယောက်လောက်တင်ရင်တင်မယ်ကွယ်တက်လာအမှ1000ဆိုရင် ထောင်နဲ့ဆယ်ယောက်မရလောက်1500လောက်တော့ပေးပေးရပါဘူးဆယ်ယောက်သူတူတောင်းခွဲပေါ့နော်အဲ့လိုခီးစင်နေလေသူအများနဲ့ပေါင်းသွားရင်ရတယ်ကွာကျွန်းငါကျွန်းလဲတာပဲဆိုသူကဘတ်3000ပဲရှိရအဲ့တော့တယောက်က3000ဆိုပေမဲ့သူကပုတ်အကြီးနဲ့သွားတာသူအယောက်20တန်းတော့သူ6000လောက်ရတယ်သူလည်းကြိုက်တယ်ကျွန်တော်တို့ကကြာအဲ့6တောင်းတဲ့ပုတ်ကြီးကိုကိုယ်တိုင်ကိုယ်ပိုင်မငားနိုင်ဘူးလေနော်အဲ့လိုမျိုးဖြစ်တာပါသူများနဲ့ပေါင်းသွားတယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်တက်တောင်းတက်တာနဲ့လည်းလဲလို့ရတယ်ဂယူဆိုင်ဆရာတို့ဘာမှမလို့တလားဒီစပွေတို့ပတရားတို့ဘာညာတွေလာတယ်ပေါ့နော်ပုတ်တွေပေါင်းစီဘာညာဘာကူမှဂယူဆိုင်မြေနိုင်ငံခြားသားလည်းသူ့ပါသူ့ ူကတော့ဘီကီနီဝတ်ထားတာသူကတော့ဘာဝတ်ထားတာကိုလည်းကိုဝတ်ချင်တာပေါ့ကျွန်တော်ဆိုလို့ရှိရင်ကွယ်ဟိုလေမမ်မီလိုဝတ်တော့ဟာလေနော်တကူလုံးကိုအမဲဟိုမှာအပြေးအောက်မှာလဲဘောင်မီအမဲနဲ့သွားတာလေနော်နိုင်ငံခြားသားဆိုမပါတလောက်နေတာလေသူတို့ကြတော့ဘာဖြစ်လဲဆိုရင်နေလဲသူတို့ကနေပူခံလိုက်မယ်ပါညာဒါမဲ့ယူဆိုင်နေကြမလို့သူတို့ကလည်းကိုကိုကြည့်ပြီးလို့ရှိရင်ဟာတကူလုံးမဲနေအောင်လို့အလှလုံးကျုံနေအောင်ဝတ်ထားတယ်ဘလို့ဟာလေလည်းမသိငါတို့ဆိုလို့ရှိရင်တော့နေတွေကိုကြိုက်လိုက်တာဆိုတဲ့အတွေးခေါ်လဲသူတို့စမှလည်းမရှိဘူးသူတို့လည်းခွဲခြားဆက်ဆံလို့ရှိရင်ကိုလည်းသူတို့သွားပြီးလို့ရှိရင်ဟဲ့သူတို့ဟဲ့ဟိုဘာလဲဟိုလက်ပေါ်လက်လီဖြစ်လိုက်တာဟောင်းလောင်းကြီးတွေဝတ်လာတယ်ဘာညာလေ ကိုလည်းပြောနေစရာမလိုဘူးကိုနေတတ်လို့နေသူတို့နေတတ်လို့နေပတရားရောဒီစမွေတို့ဖူခက်တဘာတို့အကောင်လုံးရဲ့ trick တွေအကောင်လုံးကတော့အဲ့လိုတွေကြီးပဲသူဟာသူနေကိုကကိုနေကိုပြောသူတို့ကိုလည်းရိုက်ချင်တာရိုက်သူလည်းရိုက်ချင်တာရိုက်အဲ့လိုမျိုးပေါ့နော်ဆိုတော့ အဲ့လိုမျိုးပါအဲ့လိုမျိုးသွားလဲမယ်ဆိုလို့ရှိရင်တော့တက်တာနိုင်တယ်တော်တော်ကိုတက်တာသွားနိုင်တယ်ပေါ့နော်၄ဘုံတစ်ဘုံလောက်ပဲကုန်တာလည်းဖြစ်တိုက်တယ်တော်ပါဗျာဒီခီးစဉ်ကျွန်တော်တသိန်း၆တောင်းလောက်ကုန်တယ်ဆိုလို့ရှိရင်လည်း၄တောင်း၅တောင်းနဲ့လည်းပြီးသွားနိုင်တယ်ဒီ၃ယောက်သွားတဲ့ခီးစဉ်ကိုပေါ့နော်ဟိုမှာအမှန်ကဗျာကျွန်တော်ကကားတွေပါညာယူသွားပြီးတော့စဉ်းစားနေလို့တကယ်လို့ဟိုမှာကိုကျွန်တော်တို့ကစိုက်ကယ်ပဲစီးမယ်ဆိုလို့ရှိရင်တော့၃၀၀ပဲတရက်ကို၅က300စီရတော့ကွာကိုထည့်ပါတော့အဲဆိုလို့ရှိရင်ကျွန်တော်300ယောက်သွားတယ်ဆိုလို့ရှိရင်မြတ်ဆိုင်ကတယောက်စီးစီးဦးတော့300မှ900ပဲ စီဘိုးထပ်ပါအောင်တော့ကွယ်တထောင်ပေါ့တလားစီကတရက်ကိုမကုန်ဘာမှပေါ့နော်အဲ့လိုမျိုးဆိုတော့တက်တာတဲ့ပုံစံနဲ့သွားမယ်ဆိုလို့ရှိရင်လည်းသွားလို့ရတယ်ဒါက middle class လောက်နေပဲသွားထားတာဘာမှအရန်ကြီးဟို share တော့လည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့တက်တောင်တက်တာတော့ရှိရလူကြီးတော့လည်းအဆင်ပြေကိုတော့လည်းအဆင်ပြေတယ်ဆိုတော့ပေါင်ရည်နဲ့တော်ထားတဲ့ကွန်ကြက်စိတ်ကိုကျွန်တော်ကပြောပြပေးတာပါအဲ့ဒါက36000နဲ့9000နဲ့150ကုန်ပါတယ် အဲ့တော့နောက်တဲ့ဘန်ခီးစီတွေရှိသေးလဲဆိုမရှိပါဘူးအခုလောလောဆယ်ကုန်ညစီတွေကုန်လုံးလုံးခီးရသွားပြီကုန်ညစီတွေများလုံးလို့ခီးစင်ညာအောင်ရက်ထားပါတယ်ဒါမဲ့ကျွန်တော်ဘာလုပ်เสียရှိသေးလဲဆိုလို့ရှိရင်ဒီပတ်တရားပတ်ချာလဲမှာ တော်တော်လေးတွားရတယ်လေးငါးနိုင်လောက်တော့တွားရတဲ့နေရာရရှိအဲ့မှာလေးဖတ်အံ့လို့ပဲကူရည်အများကြီးပဲအဲ့ဒါတွေတွားကျင်တာတော့ရှိတယ်အဲ့ဒါကကြတော့ day trip ပဲလေနော်ပြဿနာမရှိအမျိုးတော့ပတ်စံမကုန်ဘူးပေါ့နော်တွားလိုက်ပေါ့နော်သူကတော့ဝေးတော့ဝေးတယ်ပဲလေးငါးနိုင်လောက်ကာစီရတယ်ဆိုအသွားပြန်တဲ့အချိန်ကုန်နေတည့်ရတနည်းအရလောက်ပဲတွားနေရမှာပေါ့အဲ့လိုမျိုးတော့ရှိဒါပေမဲ့အဲ့လိုခီးစင်လေးတွေပဲအခုလောလောဆယ်တော့ထပ်သွားဖို့ပလန်ရှိပါတယ်အဲ့ဒါအခုလောလောဆယ်ကွဲ channel တွေဆိုလို့ရှိရင်လည်းမားလေဒီဆမွေကလည်းကျွန်တော်စီစဉ်ခံမဟုတ်ဘူးဟိုတယ်လက်ခံမှမလို့တော့တွားတာတွားတော့လည်းကိုယ့်ကိုစဉ်းစားတော့အဲ့ဒါမှ ဒီလိုကိုတယောက်လေးသွားတဲ့ခါကျလည်းမထူပါဘူးငါခေါ်တဲ့ကောင်းကောင်းလေးတဲလိုက်မယ်ပေါ့နော်စဉ်းစားမဟုတ်လည်းမကုန်ဘူးနော်ကြောက်ပါမမတို့ကထပ်လိုက်မယ်ဆိုတဲ့ခါကျအော်ဟိုတယ်ကောင်းကောင်းလေးကနဆဖြစ်သွားတာပေါ့နော်အဲ့လိုဖြစ်သွားတာအမှန်ကတော့ဒီတဲ့တတအောင်ဟိုတယ်ကတွေအမှန်ချွေလို့ရတယ်ကျွန်တော်ကြည့်တဲ့တခြားပါလဲဆလပ်ဆလပ်သမွေဆိုလားမသိဟိုတယ်လေးဆိုရှိတယ်2500 3000ဆိုလို့ရှိရောခန်းလေးကမစိုးတော်တော်ကောင်းနေပြီဒါပေမဲ့ကိုကလည်းအော်ငါတယောက်လေးပဲသွားတာပဲလေးငါပင်လေးကြည့်လိုက်မယ်ပေါ့နော်ကိုကစဉ်းစားတာပင်လေးကြည့်လိုက်မယ်ပြီးလို့ရှိရင်ကိုကလည်းအခန်းထဲမှာပဲအောင်းတက်တဲ့လူလေးနော်ဆိုတော့ အခန်းကိုတကောင်းဖို့အရေးကြီးတယ်ပေါ့နော်ပြီးအဲ့တော့စဉ်းစားရတယ်တခန်းမဲ့ဘာဖြစ်လဲဆိုပြီးတော့9000လောက်ကိုလည်းရတယ်ဆိုပြီးစဉ်းစားတယ်နောက်ကျတော့မမမတော့တခန်းတူလာတော့တသိန်းဖြစ်သွားတာဘာကြောင့်လဲဆိုတော့ကိုယူထားပြီးတော့မှအဲ့အခန်းလည်းပြန် cancel လို့မရတော့ဘူးကွယ်ဟုတ်လားနောက်တခန်းကိုလည်းအဲ့ hotel မှာပဲတခြားခန်းယူဆိုလည်းမဟုတ်ဘူးလေနော်ဟိုအနေငန်းနဲ့ယူဆိုလည်းမဟုတ်ဘူးအဲ့လိုမျိုးတွေနဲ့ဖြစ်သွားတာပေါ့နော်ဆိုတော့ အဲ့ဒီ live ပြပြပေးတာဗာအဲ့ဒါကိုညစိတ်လေးတွေကိုပြပြပေးတယ်ပြီးလို့ရှိရင်ကိုလည်းမတန်းတင်ထားတာပေါ့နော်ဘယ်လောက်ကုန်လဲဆိုတဲ့ဟာလေးတွေရဲ့ B တော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်လည်းသူများတွေအတွက်လည်း reference တစ်ခုရတာပေါ့အဲ့ဒါလည်းရှင်းပြပေးတာပါအဲ့တော့ဒီနေ့ဆိုလို့ရှိရင်တော့ subway video အားလုံးပြပါပြီနောက်ပြကစားပြီးလို့ရှိရင်တော့ပတရား video တွေလာပါမယ်နောက် video မှာတွေ့ပါမယ်တတား